အားလုံးကိုမင်္ဂလာပါကျောင်းငယ်ချင်းတွေနေကောင်းကြလားမသိဘူးဒီနေ့လေကျွန်တော်ဒီအပတ်လေဒီဗီဒီယိုလေးမှပြန်ဆောင်ရလို့အရင်ကျေးဇူးတင်ပါတယ်ကျွန်တော်ဗီဒီယိုလုပ်ဖို့ကြိုးစားပါတယ်ဒီနေ့တော့ဒီကျွန်တော်အလုပ်လုပ်တဲ့နေရာလေးမှာကျွန်တော်ဒီလုံးလုံးတဲ့ဟာလေးကိုရိုက်ထားတာဖြစ်ပါတယ်ပထမအဆုံးကျွန်တော်ပြောချင်တာကတော့ မိတ်ဆွေတို့အချင်းရှိမှပဲကော်ဖီလေးတောက်တဲ့အချင်းဖြစ်ဖြစ်လက်ဖက်ရည်တောက်တဲ့အချင်းဖြစ်ဖြစ်ဒါမှမဟုတ်ရင်အိယာထင်းမှလေးလျောင်းပြီးမှနားတဲ့အချင်းဖြစ်ဖြစ်ဖြစ် relax လုပ်ပြီးမှကြည်ဖို့တွေ့ဒီပြောချင်ပါတယ်အမအားတဲ့အချင်းတော့မကြည်ဘူးပြောချင်ပါတယ်ဘာဖြစ်လို့ဘာဖြစ်လို့လဲဆိုတော့ တငင်ချင်းတို့မိတ်ဆွေတို့ရဲ့အချိန်ကအမတန်တန်ဖိုးရှိလို့ပါပေါ့ကျွန်တော်အမ်ကျွန်တော်အချိန်ခိုးသူလို့ဖြစ်မှစိုးရင်လို့ပြောရချင်းဖြစ်ပါတယ်ဒီနေ့ဒီနေ့အမ်ပြီးရင်တော့ဒီနေ့ကျွန်တော်တခုမိတ်ဆွေတို့ကိုတောင်းဆိုချင်ပါတယ်ကျွန်တော်ဒီနေ့ cucumber ကိုကျွန်တော်9 case လောက်ကိုကျွန်တော်စီပင်မအကုန်ကျွန်တော် ဲ့လိုမျိုးခွာမင်းခွာပြီးတော့ဒီလိုစီထားပြီးမှကျွန်တော်ခွဲရဖြစ်ပါတယ်ကျွန်တော်ကတချို့လူတွေကတော့ဒီ cucumber ကို sushi မှာထည့်ရင်သူတို့ကတော့ဒီလိုဘယ်လိုပြောရမလဲချစ်တဲ့လူတွေရှိပါတယ်ဒါပေမဲ့ကျွန်တော်ကတော့မချစ်ဘူးเนาะကျွန်တော်ကတော့နင်းနေအမ်ချစ်တဲ့ဟာကျွန်တော်မလုပ်ချင်ဘူးတိတ် cucumber အကြာကြီးထားလို့မခံဘူးလို့ကျွန်တော်ထင်နေတယ်အဲကြောင့်ကျွန်တော်ကခွဲပြီးမှတုံးပါတယ်လို့ သူတို့အချောင်းလိုက်ခွဲပြီးမှတုံးပါတယ်ဆိုတော့ကျွန်တော် DVD ယူလေးကိုအကြာကြီးကျွန်တော်ဒီကျွန်တော်ဘေးမှာထောင်ပြီးမှရိုက်ထားတာဖြစ်ပါတယ်အဲ့တော့မိတ်ဆွေတို့ခမန်းကြည့်ဖို့ပေါ့နော် comment မှာအဆင်ပြေနော် comment မှာဘယ်လောက်ဆိုပြမဘယ်လောက်ကြာကြာချိန်ကြီးဘယ်နှနာရီဘယ်လောက်ဒါမှမဟုတ်ရင်ဘယ်နှမိနစ်ဆိုပြမ comment မှာရေးပေးဖို့လေကျွန်တော်တောင်းဆိုချင်ပါတယ်ဆိုတော့ ကျွန်တော်ကဒီနေ့ကတော့ cucumber လုတ်ပါတယ် cucumber ကိုကျွန်တော်ပဲနဲ့ case ဆိုလဲဆို9 case လောက်ကျွန်တော် case တည်တည်လေးကို9 case ဆိုလုတ်ပါတယ်အဲ့တော့ခွဲအဲ့တော့ခွာအဲဒီလိုမျိုးဘယ်လိုပြောရမလဲခွဲလိုက်ရင်တော့အူကိုထုတ်ပြီးမှခွဲလိုက်ရင်အဲ့လောက်ပဲရပါတယ်ဆိုတော့ခုနကကျွန်တော်အကုန်လုံးကိုကျွန်တော်အူထုတ်ပြီးပြီပေါ့နော်ဒီတော့ခုကျွန်တော်ခွဲနေတာပေါ့လေ ချောင်းလိုက်ပြေးဒီဆူရှိမှာထည့်ဖို့အတွက်အချောင်းလိုက်ပြအောင်ကျွန်တော်ပြီးဒီအတိုင်းအတာကိုခွာဖြတ်တယ်ပြီးတော့ခွဲရပေါ့လေနော်တတော်လေးအချိန်ယူရပါတယ်ဒီကူကမ်ဘာလို့ရတဲ့အချိန်ကတတော်လေးကိုအချိန်ယူရတဲ့ဟာတခုဖြစ်ပါတယ်ဒီကူကမ်ဘာလေးမလွယ်ဘူး တပတ်တပတ်ကိုမိတ်ဆွေတို့နောက်ထပ်ဘေးဗီဒီယိုတွေလို့ရမလဲဆိုရဟာလေကျွန်တော်ကို comment မှာရေးပေးပါကျွန်တော်ကျွန်တော်လေး idea ရှိသွားတော့ဗောလေနော်ဒါလိုမျိုးဗီဒီယိုတွေအများကြီးကျွန်တော်လုပ်ချင်ပါတယ်ဗီဒီယိုတွေကောင်းကောင်းလေးတွေကျွန်တော်မလုပ်နိုင်တဲ့အတွက်ကြောင့်လေး တောင်းပန်ပါတယ်မိတ်ဆွေတို့ကိုကျွန်တော်ကြိုးစားပါမယ်ကိုလောလောဆယ်မှာတော့ကျွန်တော်တကယ်ပဲဒီ US နိုင်ငံမှာယုံကန်နေရလို့အင်းနင်းလေးဆိုင်လေးကြီးတဲ့ဟာလုပ်တယ်ဆိုတော့မင်းအချင်းကိုလို့ပြမလို့ရပါတယ်เนาะကျွန်တော်စကားမပြီးတာလေးတွေရှိပါတယ်ဒါအတွက်လည်းတောင်းပန်ပါတယ်เนาะကျွန်တော်စကားကျွန်တော် ပြောတဲ့စကားကျွန်တော်စကားမပြောပမာစကားကျွန်မမြန်မာစကားကိုကောင်းကောင်းမပြောတော့ဘူးကျွန်တော်ရဲ့ဒီခုနကျွန်တော်ပြောတဲ့ဘယ်လဘလောက်ကြားမယ်ဆိုတဲ့ဟာကိုအပမချင်တော့ comment မှာရေးပေးဖို့လေတောင်းဆိုချင်ပါတယ်နောက်ထပ်ပါဗီဒီယိုလေးတွေ လုပ်ရမလဲဆိုတဲ့ဟာလေး comment မှာရေးပေးစစ်ချင်ပါတယ်မိတ်ဆွေတယောက်ကျွန်တော်စီမှာဒီစနော်ဖူတုတ်တဲ့ချိန်မှာထဲတဲ့ပစ္စည်းတွေလုပ်ပေးပါဆိုမှရေးထားတာလေကျွန်တော်သိပါတယ်အဲ့ဒါလေကျွန်တော်ကြိုးစားမှကျွန်တော်ရိုက်ပြီးမှဒေချာလေးကိုရိုက်ဖို့ကျွန်တော်လုပ်လို့အဲလုံမလို့ပါအဲ့ဒါလေကျွန်တော်တိတ်မကြခင်တင်ပါမယ်ခုတော့ကျွန်တော်စီမှာ ကျွန်တော်တို့ခွဲပြီးပြီပေါ့နော်ကျွန်တော်တို့ခွဲပြီးတာတလောက်ဖြစ်ရပါတယ်ပုံလေးကိုထည့်ပါတယ်ဒီဟာကိုပုံကိုနှစ်ပုံနီးပါတော့ကျွန်တော်ရတာပေါ့နော်ခွဲတာကိုပြီးတော့ပြီးတော့ကျွန်တော်တို့ကပါချန်သေးလေးဆိုခုနကဒီအတူအစလေးတွေပေါ့နော်အဲ့ဒါလေးတွေကိုပြန်ပြီးမှကျွန်တော်တို့ကတောက်တောက်ဆင်းတာပေါ့လေ အရန်လည်းမချီအရန်လည်းမသေးအောင်ကျွန်တော်တောက်တောက်စီးမတီဟာကျွန်တော်ဘယ်မှာထည့်တယ်ဆိုတော့ဒီဆူရှီမှာပိုကီဘောဆိုတဲ့ဟာရှိပါတယ်နော်ပိုကီဘောမှာကျွန်တော်ပေးမလေးပါကျွန်တော်ထည့်ပါတယ်ဒါကိုလေဒီကျူကမ်ဘာလေးကိုနင်းနေစီထည့်ပေးတာပေါ့နော်သူတို့စီအဲ့ပိုကီဘောကတော့အာတီမှာပါမိတ်ဆွေတို့ဒီအတားရ အသားရီတုတ်ပြီးမှလုပ်တဲ့ဟာဟုတ်ပါရဲ့အဲ့ဒီချိန်မှာဘေးမှာအဲ့လိုမျိုးဆလတ်ပုံစံမျိုးပေါ့လေနော်အမ်အဒီဒီ vegetable တွေထည့်ပေးလေပုံစံမျိုးကျွန်တော်လေးဒီတတ်တော့စင်းနေဟာကိုကျွန်တော်ထည့်ပေးပါရဲ့အဲ့ဒီအတွက်ဒီအချွင်းချန်တွေလေအတူအစားလေးတွေလေကျွန်တော်ထည့်ပေးပါရဲ့ ကျွန်တော်ဒီတချို့ဟာတွေဒီအချောင်းကောင်းတဲ့ဟာတွေပါတယ်ပေါ့နော်အဲ့ဒါတွေကတော့ကျွန်တော်ဘာလို့ပါလဲဆိုတော့အဲ့ဒါတွေကဘာလို့ခုဘက်မှာမထည့်ဘူးလဲဆိုတော့တူလို့နော်ဒီအချောင်းတူလို့ကျွန်တော်ဒီဘက်မှာထည့်လာဖြစ်ပါတယ်ကျွန်တော်နောက်ထပ်ဒီဗီဒီယိုပြီးနောက်ထပ်ဗီဒီယိုတစ်ခုရှိပါတယ်ဒီဟာနဲ့ဆက်ပြီးမှကျွန်တော်ရိုက်ထားတဲ့ဗီဒီယိုရှိပါတယ်အဲ့ဒါတော့ကျွန်တော်ဆိုင်မန်ကိုဆိုင်မန် frozen salmon ဖြတ်ထားတဲ့ဟာလေးပေါ့နော် လုံးဆက်ပြီးမှလည်းပဲ DVD ယူပြီးတဲ့အချိန်မှာနောက်တစ်ခေါက်ပြန်ဆက်ပြီးမှတင်ပေးပါမယ်။ကဲကျွန်တော်တို့ကုကမ္ဘာတောင်ကြီးကိုဒီနေ့ဒီလိုဖြိုးလို့ပြီးပါပြီတို့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးလို့ရန်ကျေးဇူးတင်နေ။နောက်ဗီဒီယိုမှာပြန်ဆုံမယ်နော်။